အသက်40ဆိုလို့ရှိရင်ဘတ်စကင်ကဲသုံးရမလဲဆိုပြီးတော့မေးထားတယ် YouTube ကမမတွေအထွက်ပါအသက်40ဆိုလို့ရှိရင်တော့မဖြစ်မနေသုံးသင့်တာကတော့ကိုကပါလဲဆိုတော့ retinol ပေါ့နော်အသက်40ဆိုလို့ရှိရင်မဖြစ်မနေသုံးရမှာကတော့ retinol ပါပဲအဲ retinol ကကြတော့သူကတော့ active ingredient တစ်ခုပါသူကကြတော့ branding တွေအများကြီးရှိတယ်ဥပမာ orenadi ကနေလာလဲလာလာရှိတယ်ပေါ့အဲ့လို branding တွေအမျိုးမျိုးလာတယ်အဲ့ဒါကိုကြိုက်တဲ့ဟာကိုရွေးချယ်ပြီးတော့ဝယ်လို့ရပါတယ် အဲ retinol သုံးမယ်ဆိုလို့ရှိရင်တော့မမိုးကဘယ်လိုသုံးရမလဲဆိုတော့တော့ဒီဗီဒီယိုလေးပေါ့နော်ဒီဗီဒီယိုလေးမှာမမိုးကအသေးစိတ်တရားလေးပြောပြထားပါတယ်အဲ့တော့ကိုကသုံးမယ်ဆိုရင်အဲ့ဗီဒီယိုလေးကိုသွားကြည့်မယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်အဓိကကတော့တရားပေါ့နော်လုံလုံလောက်လောက်အစိုးတက်ပေးနိုင်တဲ့မွိုင်းချာမျိုးကိုသုံးမှုလို့ရတယ်မွိုင်းချာဆိုလို့ရှိရင်တော့မနေ့လည်းသုံးရမယ်ညလည်းသုံးရမယ်ဖြစ်မနေသုံးရမှာပါ မမိုဒီပေါ့နော် retinol တွေကိုဆိုရှင်မမို review တွေရှားထားသေးတယ်မမိုတလလောက်ကိုခေါင်းတွေကိုချအောင်နေအောင်ဝင်ရှားထားတာအဲ့ဒီထဲမှာမမိုကြိုက်တဲ့ဟာလေးဆိုရင်ပါလဲဆိုတော့ဒီ selimis က booster ဆိုတဲ့အဲ retinol ပေါ့နော်အဲ့ဒါလေးကိုပို့ပြီးတော့သဘောကျတယ်အဲဒီ selimis ကကြတော့သူကအာလို retinol ကို retinol serum လာတယ် retinol booster တော့ပြီးအဲ့လိုနှစ်ခုလာတယ်ပေါ့နော်အခုမမို့ပြောတဲ့ဟာကတော့ဒါလေးပါ အဲ့ဒါလေးကကြတော့ဒီ international blogger တွေကြားမှာအရန်ကိုလည်း reset ကောင်းနေပေါ့နော်အရန်ကိုလည်းတော်လေးကိုလူကြိုက်များတယ်အရန်လည်းတကယ်ကို reset ကောင်းနေသူပြီးတော့ဟို reset ကောင်းတွေကိုတွေးထားတာဖြစ်တဲ့အတွက်မမို့တော့အဲ့ဒီအရာလေးကိုအရန်စိတ်ဝင်စားတယ်မမို့လည်းအရာလေးကိုသုံးကြည့်ဖို့လုပ်နေတယ်ပေါ့နော်အရန်ကောင်းနေတကယ်လို့များကိုကဟို retina ကကြတော့ retina ကကြတော့အနည်းဆုံး2ရက်ချား2ရက်ချားအဲ့လိုမျိုးသုံးရတာကို2ရက်ချားတစ်ခါ2ရက်ချားတစ်ခါအဲ့လိုသုံးရတော့ဂျားထဲမှာ ကြားထဲမှာကိုကစီရန်သုံးကျင်တယ်ဆိုလို့ရှိရင်ဒီ Medicure ကဖင်ဖတ်တိုက်စီရန်ပေါ့เนาะအခုမမို့သုံးနေတဲ့စီရန်လေးပေါ့အဲ့ဒီစီရန်လေးတွေကိုကထည့်သုံးစီကျင်တယ်။ဟောဆိုတော့ तू ကလေ အဲ့ဒါလေးသုံးလိုက်လို့ရှိရင်တကယ့်ကိုပူတင်တုံးလေးလိုပဲအသားကြီးလည်းအီအီဖက်ဖက်ကလေးတည်လာအဲ့လိုမျိုးဒါပေမဲ့ဒီချွေးပေါက်တွေရောသူကစိတ်တိုင်းကြအောင်သူကလုံးမပေးနိုင်ဘောနော်အဲ့ဒါကြောင့်လို့ဒီအသက်40သမားတွေအတွက်ကိုမမိုးက retinol ကိုညှို့ပေးထားတာကိုကတော့အဲ့လိုစီရင်လို့ပါထပ်ပြီးတော့တွဲသုံးမယ်ဆိုလို့ရှိရင်တော့နုပြိုတဲ့ effect ကိုပိုပြီးရလိမ့်မယ်အရန်ကိုတည်လာအသားကြီးကဆိုးဆိုးအီအီလေးလည်းဖြစ်မယ်ချွေးပေါက်တွေကလည်းကျင်းသွားမယ် fine line တွေကလည်းတက်တာမယ်ဆိုတော့ဟိုတကယ့်ကိုစိတ်တိုင်းကြရတဲ့ reset မျိုးကိုပိုပြီးရမယ်ဘောနော်အဲ့ဒါကိုမှကိုကထပ်ပြီးတော့ထပ်ဖြည့်ပြီးသုံးနိုင်တယ် ထပ်လဲသုံးကျင်တယ်အဲ့လိုမျိုးမပြင်းလဲမပြင်းဘူးပေါ့နော် သုံးလဲငွေလဲသုံးနိုင်တယ်ဆိုလို့ရှိရင်နော် cost are h က asset လို့ဟာမျိုးဒီဟာလေးပါအဲ့လိုမျိုးလေးကိုလည်းထည့်သုံးမယ်ဆိုလို့ရှိရင်တော့ဟိုအသားကြီးကတော့ဘာပြောကောင်းမလဲကိုသုံးနိုင်သုံးနိုင်တလောက်လှတာပဲအသားကြီးကတော့လေအဲအဲ့လိုမျိုးဆိုတော့အဲ့လို cost are h က asset လေးကိုလည်းထည့်သုံးလို့ရပါတယ်သူကလည်းအရှမ်းကိုမှနာမည်ကြီးပြီးအရှမ်းကိုလူကြိုက်များပါတယ်အဲ့တော့မမို့ပြောထားတယ်နော်အဲ့တော့ဒီကိုကတကယ်လို့ထည့်သုံးနိုင်တယ်ဆိုလို့ရှိရင် cost are h က asset လေးကိုပါထည့်သုံးမှာဒီ asset လေးကိုသုံးမယ်ဆိုလို့ရှိရင်နော်သူကကြာလေ ယ်ထိုးလာပြီးရင်သုံးရတယ်ပေါ့နော် step ပါအဲ့မှာသုံးရတာပါအဲ့ဒါပြီးမှကိုသုံးမယ် serum လို့ retinol လို့အဲ့ဒါကိုသုံးလို့ရပြီပေါ့နော်အဲ့လိုမျိုးလေးသုံးပါအဲ့ cosa h ကလည်းသူကစနေနဲ့လှုပ်ထားတာဖြစ်တဲ့အတွက်အသားဆွဆွဣဣလေးရတဲ့နေရာမှာလည်းသူကအရန်ကိုအထောက်ကူပေးတယ်အဲ့ဒါကြောင့်မလို့ကိုသုံးနိုင်နေဆိုလို့ရှင်တော့ထဲ့သုံးကိုသုံးရင်သုံးသလိုအသားရရတော့ဆိုပြီးဒီလို glow glass skin မျိုးတွေကိုရတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒါဆိုလို့ရှိရင်တော့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ဘာလို့သုံးရမလဲဆိုတာကိုလည်းတည်သွားမယ်လို့ ထင်ပါတယ်เนาะအဲ့တော့ကိုတိကျန်တာလေးတွေရှိရင်လည်း comment မှာရေးခဲ့လို့ရပါတယ်မမို့အားတဲ့အခါမျိုးလေးမှာ reply လေးတွေပြန်ပေးပါမယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်တာယာတော်နေလေးဖြစ်ပါစေနောက်ဗီဒီယိုမှာပြန်ဆုံမယ်เนาะတတ